ကြောင်ချီးကပြောတယ်ဇကိုင်းငလျင်လို့မခေါ်ကြီး Facebook စာမျက်နှာကြီး ဖွင့်လိုက်မိတာနဲ့တပြိုင်နက်ငလျင်သတင်းတွေတက်လာလိုက်တာလိုက်တာလက်ကင်ဖုံးတောင်လွတ်ကြတော့မလားထင်ရတဗျာနောက်ဆက်တွဲငလျင်သတင်းတွေဓာတ်ပုံတွေကြည့်ရမြင်ရတော့လဲ သာသနာထွန်းအားရပြည်မြမာကြီးမှာဟုတ်ပါလေစလို့အတွေးပွားရပြန်ရော။အော်စကိုင်းကလေးစကိုင်းကလေးဆိုလို့ပြောရအောင်မယ်။စကိုင်းမျိုးကိုဗဟုပြုလွက်ကွက်ခဲ့တဲ့ငလင်ကြီးကိုအခုနာမည်ပြောင်းပြီးခေါ်ရမယ်စူပါကလားဗျ။မန်လေးငရင်ကြီးဆိုကိုငလင်လွက်ကွက်ခံဒေတာကိုဆေရက်အကြာမှရောက်တော်မူလာတဲ့ကြောင်ချီးက တချက်လွတ်မိတ်နေဆိုပဲတချက်လွတ်ဆိုလို့အထင်ကြီးမသွားနဲ့အောင်မျိုးဒင်းလွတ်တာကတချက်မကတော့ဘူးအရက်ထဲမဲ့စိတ်လွတ်ဖောက်နေတဲ့လူတွေဆိုလွတ်နေတာလေလို့ပြောလို့ရှိတယ်မဟုတ်လားအဲ့ဒါလို့လွတ်တာကိုဆူလိုတာပါဗျာကြောင်ချီးလို့လွတ်ချက်ကတော့လက်ကုန်မဲ့စကိုင်းကလေးရင်လှုပ်ပါတယ်ဆိုတာကြီးကိုကြောက်စရာဘုရားမှာရရရာခြီလာခြီရဲ့ ယရဏတုတ်ကိုးကောက်ကိုရဲ့ရွတ်ခိုင်းလာခိုင်းရဲ့လေတကယ်နတ်ယူဓာတ်ယူလင်ဒာယူစုံဘူးဆိုတာလိုပဲအာနာယူတရေဘူးနေတော့တာပဲပြောအယူမီဝိုင်းလို့ပြောရင်လဲလွန်အပ်မထင်ပါဘူးဗျာဘာသာကြောင့်လဲဆိုတော့နေရာတိုင်းမှာပွင့်နေတဲ့ဆင်မနာကြီးကလည်းပြောင်မြောက်စွာအထာဏိလို့အထိနာနေတာကိုဗျာ ပြောလို့သာပြောရတာပါကြောင်ချီးတို့အာနာယူအစင်ဆက်နတ်ကြောင်ဓာတ်ကြောင်ရေရာကြောင်တွေကြီးပါပဲလေနော်တည်သည်မြဖះဆိုတာတွေကလည်းဤသူတွေအတွက်မဟုတ်ရပါဘူးဒင်းတို့အာနာသက်ဆူးရှိဖို့တက်တက်တာပါပဲသတင်းစာမျက်နှာပေါင်းများစွာကထုတ်နေတဲ့မေကွန်းကလည်းရှိသေးတယ်ငလျင်ဘေးအတွက်ကမ္ဘာနိုင်ငံအသီးသီးကလူသားချင်းစာနာမှုကူညီဆိုတာတွေက ဘယ်စီကိုမင်းရောက်နေလဲလို့စုံကြီးနေရပါဘောတဲ့ပစ္စည်းတန်ချိန်တထောင်ဆိုတာကြီးရလဲလေရင်ပေါ်ကဆင်းလာတာပဲတွေ့လိုက်ရတာဆိုပဲလူသားချင်းစာနာမှုအကူကြီးကလူသားတွေလက်ထဲကိုမှမရောက်တာပဲလေငိုးပငိုးပဆိုတဲ့ဒစိတ်ဒီကတ်အမျိုးချစ်သူများဒစိတ်တွေထုလို့ထုတော်လန်နေမြေတွေဘက်ကို ပိတ်လို့ပိတ် မဲလုံးလို့နာမည်ပြောင်းပေးထားတဲ့မိတ်ဆွေတယောက်ပြောတာသတိရသေးတယ်။အသားမဲလို့ပေးတဲ့နာမည်ပါ။ဒီမဲလုံးကဟိုမဲလုံးလို့ဘလောင်းပလဲမပြောတတ်ပါဘူး။ဟိုမဲလုံးကငလင်ပြီးကြရရောငလင်လှုပ်နေစေကြဲကပါ။အပြစ်မဲ့ပြူသူတွေပေါ်ဘုံကျဲနေရနဲ့။မဟုတ်ပါဘူးမလှုပ်ပါဘူးမင်းထင်သလိုမြုပ်မာဘူးကြီးပြောနေတာ။တည်င်းဤပညာခက်လက်ဝါးပေါ်ကဘာကြီးရောက်နေတာကိုလက္ခဏာဖတ်သလိုဖတ်လို့ရနေတာ။ ဒင်းမသိလေရောထင်ဇုံမဲလုံးတို့နီးရတာကြောက်ရပုံကသူကောင်းပေါ်ဘုံမှားကျဲတောင်နောက်ဆုံးထွက်တက်မှာငှက်ချီးပါလာလို့ပြောသွားမလားပဲဟေးဟေးဇုံမဲလုံးပဲရောက်သွားတာနဲ့မဲလုံးကြီးအကြောင်းစကားသာပြတ်သွားသဗျာဒီလိုဗျကျုံမိတ်ဆွေမဲလုံးကြီးကသူ့အိမ်နာဘိုးတော်လူလူတယောက်အကြောင်းပြောပြဘူးတယ်အဲ့ဒီဘိုးတော်ကတခါတရံဝစီဘိတ်ကျင့်တဲ့ တခါတရံအယူစကန်းဆိုလာ ဝင်တဲ့အခုလက်တလောတော့ဝစီဘိတ်နဲ့အယူစကန်းဆိုလာ ဝင်နေတာတဲ့အဲ့ဒီဘိုးတော်ဆိုတာကြီးစီကို လာလိုက်ကြတဲ့အယူတွေလဲပြည့်လို့ဆိုပဲကျုပ်ကဟာကောင်မဲလုံးရအယူတွေအော့တိုက်လို့ဆိုတော့မင်းဟာကအယူကူတာလားဆိုတော့မဟုတ်ဘူးဗျာအယူပြိုင်ကြတာလေတဲ့မဲလုံးကြီးပြောတာကမယရာယူလင်ဒာယူ အုတ်ဆယ်ယူတနာယူတွေကိုဆိုလိုတာပါတဲ့ထားပါခုတစ်ပတ်အတွင်းမဲလုံးကြီးကဘိုးတော်ဆိုတဲ့သူစီကိုလိုက်ပို့ရင်ရောက်ခဲ့ဆိုပဲမဲလုံးလိုက်ပို့ပေးတဲ့လူကနိုင်ငံသားထွက်ဖို့ကိစ္စလာမေးတာတဲ့ဘိုးတော်ဘာသာပြန်ကဘာတိကျင်လဲလှုပ်လာလို့မဲလုံးကြီးကငလျင်အကြောင်းမေးကြည့်တာတယ်လေအဲ့ဒါဘိုးတော်ကသူ့နားကမိချို့ကိုကင်ပြတဲ့မဲလုံးကြီးက မီဂျိုလာလို့ပြောလိုက်တော့ဘိုးတော်ကဘူဝါထអော်យោတဲ့ဘိုးတော်ကဝစီသိတ်ဆိုတော့ဘိုးတော်ဘာသာပြန်ကရှင်းပြတယ်ဓာတ်စကားအရဓာတ်ကျိုးလို့ခေါ်ရတယ်တဲ့ငလျင်လှုပ်တာဓာတ်ကျိုးတာဓာတ်ပြတ်တာလို့ဆိုလိုတဲ့မဲလုံးကြီးကပထဝီတေသောဘာညာလားမေးတော့မဟုတ်ဘူးဓာတ်ရိုက်တာဓာတ်ပြတ်တာဆိုတာကိုဩ အင်္ဂါနဲ့စပြီးတနင်္လာနဲ့ဆုံးတဲ့အရာတွေကိုသတိထားရတဲ့သဘောလားဆိုတော့ဟုတ်တယ်လို့ပြောတဲ့အရိုက်မတက်ရင်ဓာတ်ကပြန်ခိုက်တတ်တယ်မဲလုံးကြီးထင်ရမြင်ပြောပြတာကတော့စကိုင်းငလျင်ကိုမန္တလေးငလျင်လို့ခေါ်ရမယ်ဆိုတာအဲ့ဒီသဘောထင်တယ်တဲ့လေမဲလုံးကြီးရဲ့ဝစီဘိတ်အယူစကန်းကြီးပြောတာကအင်္ဂါအစတနင်္လာအဆုံးရှိတော့ဆိုတော့ စစ်ခွေးတို့ပြူပြက်မြေမြူတော့မဲ့သဘောများလားကျုပ်စဉ်းစားတာပါအဲလိုဆိုတော့မန္တလေးငရင်ခေါ်တွင်စီဆိုတာကြီးကရောဂျာတာပတိအစဗုဒ္ဓဟူအဆုံးဖြစ်နေပြန်တော့မအလာကြောင်ချီးရင်မင်းတော့မင်းတက်တော့မင်းပြန်ခိုက်တော့မယ်ဟေးကျုံမိတ်ဆွေမဲလုံးကြီးပြောတာကြံသေးသည်ဗျ ဝဒီဘိတ်အယူစကန်ဘိုးတော်ကဓာတ်ကျူးတာကိုဓာတ်ကောင်းအောင်လုပ်ရမှာတဲ့ဘယ်လိုလုပ်အောင်လဲဆိုတော့ဓာတ်ကောင်းအောင်ဒေါင်းကတ်ရမှာတဲ့လေမေလုံးကြီးကဒီချိန်ဒေါင်းကတ်လို့ကတော့ပြောင်းကလာဟတ်သွားမှာပေါ့လို့ပြန်ထောက်လိုက်တော့ဘိုးတော်ဘာသာပြန်ကတရုတ်ဆောင်ဒေါင်းရဲ့ပုံကိုကတ်ပေါ်ဟဲ့တယ်လေမေလုံးကြီးစကားဆုံးတော့ကြုံမှာရီလိုက်ရတာရီနှွေးချမ်းအောင်ပြီးတပြူ တော်သေးတာပေါ့မဲလုံးကြီးဟာအောက်လန်းကြီးနဲ့လောက်တာမှားသွားလို့ပြန်ဖြေးခြင်းอืมမလွယ်လိုက်တဲ့ဝစီဘိတ်အယူဖို့တော့ပါကွာလို့ပြောလိုက်မိပါရဲ့ ေတာသူဇေယတုရွတ်ဖတ်သူငိန်ချံဦး